ါကတော့စလင်းသားနဲ့ဗဟန်းကပ်ပြီးတော့မှရွှေပါတဲ့အကျိုးပဲဖြစ်ပါတယ်။ဒီလိုရွှေပါတဲ့အကျိုးကိုကျွန်တော်တွင်းထဲမှာဘလို့ရှာရလဲဘလို့လောက်ရလဲဆိုတာကိုပြည်လာကြည့်ချူရမှာပဲဖြစ်ပါတယ်။ဗီဒီယိုကိုအစားဆုံးကြည့်ဖို့အတွက်တောင်းဆိုပါတယ်။ဒါဆိုရင်တော့ကျွန်တော်တို့တွင်းနေဥစဆင်းနေဖြစ်ပါတယ်အဲ့လိုမျိုး လက်လေးတကြကန်ကျော်လေးလည်းကန်ပြီးတော့မှသိသိချာချာဆင်းရတာဖြစ်ပါတယ်။အဲ့လိုမျိုးဆင်းတဲ့ခါမှာအနေနဲ့ပြအောင်အေးစစ်စစ်စိတ်ငြိမ်ကိုငြိမ်းနေဆင်းရတာပါ။ဒါကတော့အောက်ထဲမှာရောက်နေပါပြီ။အောက်ထဲမှာအဲ့လိုမျိုးရွှေပါတဲ့ခဲတွေကိုတကြရွေးရပါတယ်။ခုနကပြခဲ့တဲ့အကျိုးတိုင်းပဲတွေ့ရဟောတကြရွေးရတာဖြစ်ပါတယ်။ဒါတော့ခုနက ပြခဲ့တဲ့ကိစ္စချုပ်ဖြစ်ပါတယ်။ဂန်ရူရန်ခွေလုတ်ကိုအတွက်အကျိုးအမချေတဲ့အတွက်လက်ရရနေရတာပဲဖြစ်ပါတယ်။တခါတလေအကျိုးကောင်းပြီးတော့ရွှေမပါတဲ့အခါလည်းရှိသလိုအကျိုးမကောင်းမှလည်းရွှေပါတဲ့အကျိုးတွေလည်းရှိပါတယ်။ဒါတော့ခုနကရလိုက်တဲ့ကိစ္စပါ။ကိစ္စကဇလင်းနဲ့ဗန်းနဲ့ကပ်နေပြီးတော့ရှိပါမယ်ပုံပါပဲ။ဒီလိုရွှေပါခဲ့ရင်နောက်ရကြရင်ဗီဒီယိုနဲ့တင်ပေးပါမယ်။ ျွန်တော်ထင်တော့ရှိပါမယ်ထင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဇလင်းသားနဲ့ဖန်ရနဲ့ကတ်နေတာဗျာအနည်းဆုံးတော့ကျွန်တော်ဘွဲ့မှာ၅ယောက်ရှိမယ်ဆိုရင်တယောက်ကိုအနည်းဆုံးတသိန်းစီလောက်တော့ရမယ်ထင်ပါတယ်ပြိတက်ကြည့်ရင်အမြင်နဲ့ဒီကိစ္စကဘယ်လောက်ထိရှိပါနိုင်ခြေရှိလဲပြောခဲ့ပြပါအောင်နော်ဒါကတော့ကျွန်တော်အောက်ထဲမှာစကားပြောစရာဖြစ်ပါတယ် ွာအချိုးတန်တစ်စင်းစကားပြောစက်တွေနဲ့အခုလိုစကားပြောစက်တွေနဲ့ပြောရတာပါတည့်ရသူရှိသလိုမတည့်ရသူတွေအတွက်ပြောပြပေးတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့အပေါ်ကနေမှအောက်ကိုဆင်းလာတဲ့ရှော်လန်းချောင်းမှာဒီရှော်လန်းချောင်းကနေမှလူတွေအောက်ဆင်းရတာပါအဲ့အောက်ဆင်းရတယ်မှာအထက်မှာမှပုံကျော်ရှိတာဖြစ်ပါတယ်ဒါဆိုရင်တော့ဒါကျွန်တော်တို့အပေါ်ပြန်တက်တော့မှဖြစ်တဲ့အတွက်ဝင်ကျိုးနဲ့အပေါ်ဆွဲတင်နေတာပါအရင်ဆုံးပြုံးနေရင်တင်တာပါ ဒီမှာကျွန်တော်တို့လူတွေတယောက်ပြီးတယောက်တက်มาပါအဲ့ဒါတော့အပေါ်လမ်းဆက်တဲ့စကားပြောဆက်ဖြစ်ပါတယ်ကြီးစုပြတဲ့အတွက်ကျေးဇူးတင်ပါတယ်